မင်းအနေပွန့်ပွန့်နေတဲ့ content monetization ဘယ်လိုလုပ်ရလဲ brother ပြောပြပါကျွန်တော်ပြောပြမပြကျွန်တော်အခုတွေ့ရှိနေတဲ့အတွေ့အကြုံတွေကကျွန်တော်ရဲ့ border ရဲ့ bounding တွေကအကောက်တွေအားဆိုကျွန်တော် live ပြီးတော့တစ်ချက်ချက်ကြည့်လိုက်ဒီမှာဘာလို့ကျွန်တော်တို့တွေ့ရဆိုတော့အကောက် account တွေတော့ဆိုတော့ကျွန်တော် content monetization ပြင်ဖို့ကအရန်ရန်လွယ်မယ်လို့ကျွန်တော်ထင်တယ်ဗျအခု account တွေရရှိနေတဲ့ကြာနေတဲ့ဒီလိုဆိုရင်ကျွန်တော် follower 3000 4000နဲ့တော့ ကွန်တန့် monetize ပြုတ်နေရဟုတ်လို့အများကြီးများရှိပါတယ်ဒါပေမဲ့ကျွန်တော် page အစ်စ်တွေ account အစ်စ်တွေဆိုကြတော့ဘယ်လိုမျိုးလေးသွားမယ်ဆိုဒီလိုလေးလုပ်ကြည့်ကျွန်တော်တို့ reel ဆိုရင် reel ပဲပုံတင်မတင်နဲ့ long form video တွေ long form video တွေပဲပုံတင်မတင်နဲ့ပုံတွေရွေးပုံတင်မတင်နဲ့ story ပဲပုံတင်မတင်အားလုံးမျှပြီးတင်ဟုတ်ကဲ့နော်အကုန်လုံးမျှပြီးတင်အဲ့ကြောင့်ကျွန်တော်ဘာထွက်လာမလဲဆိုရင်တော့ကျွန်တော်တို့မျှပြီးတင်နေတင်နေနဲ့ engagement ထိလာပြီးတော့ content monetize ကသူ့လိုလို automatic ပွင့်လာပါလိမ့်မယ်ဒေတာပေါက်တော့ကျွန်တော်တို့အတိုင်းမထင်နဲ့အဲ့လိုမျိုးတွေလုပ်ကြည့်ပို့ပြီးတော့ဆွန်းဆွန်းလင်းလင်းတိတိကျကျကျွန်တော်တည်ကျင်နေဆိုရင် best 7ကျွန်တော်မကြခင်ဖွင့်တော့ဟုတ်ကဲ့နော်အခုချက်ချင်းလာအလိုက်ပါဖိစာ